မင်္ဂလာပါရှင်မတ်လ28ရက်နေ့အတွက် People's Spring ရဲ့နိုင်ငံတကာသတင်းကဏ္ဍကနေစစ်ရေး group chat ပေါက်ကြားခဲ့တာကိုစုံစမ်းစစ်ဆေးဖို့ American အမတ်တွေတောင်းဆိုတဲ့သတင်းနဲ့ Rohingya တွေအပေါ်ဒေါ်လာ83တန်ထောက်ပံ့သွားမယ်လို့ American ထုတ်ပြန်တဲ့သတင်းတွေနားဆင်ရမှာပါအစိုးရရဲ့စစ်ရေးကိစ္စထိတ်တန့်အစဉ်လျှို့ဝှက်ဆွေးနွေးမှုတွေက group chat တစ်ခုကနေပေါက်ကြားခဲ့တဲ့အပေါ်စုံစမ်းစစ်ဆေးဖို့ American ထိတ်တန့်အထက်လွှတ်တော်အမတ်တချို့တောင်းဆိုလိုက်ပါတယ်မတ်လ28ရက်နေ့မှာ Republican နဲ့ Democratic Party နှစ်ရက်လုံးရဲ့အထက်လွှတ်တော်အမတ်တချို့က group chat ပေါက်ကြားမှုအဆက်တကွဲဖြစ်ရတဲ့ကိစ္စပေါ်ဗမလိုက်တဲ့စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ဖို့တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်ကရေမဲနိုင်ငံအခြေဆိုင်ဟိုတီလက်နက်ကိုင်အင်အားစုတွေကို American ကလေကြောင်းတိုက်ခိုက်မှုတွေမလှုပ်ဆောင်ခင်ဒုသမရကကွယ်ရေးဝန်ကြီးနိုင်ငံသားရေးဝန်ကြီးစတဲ့ထိတ်တန့်အစဉ်အစိုးရအရာရှိတွေဆွေးနွေးခဲ့ကြတဲ့ Signal Group Chat ထဲ American Journalist တအူးကို မတော်တဆမှားထည့်မိရာက ပြဿနာစခဲ့တာပါ Atlantic Magazine ဟာ March 26ရက်နေ့မှာတော့အဲ့ဒီ group chat ထဲမှာဆွေးနွေးပြောဆိုထားတဲ့ screenshot တွေကိုထုတ်ပြန်ခဲ့ပြီး Imperial ကလည်းအမှားအယွင်းတစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုဝန်ခံခဲ့ပါတယ်အဲ့ဒီနောက်အရေးကြီးတဲ့ထိတ်တန့်အဆင့်စစ်ရေးလှုပ်ဝက်ချက်တွေကိုသတ်မှတ်ထားတဲ့ channel တွေမှာမဆွေးနွေးဘဲအရက်သုံး application တခုမှဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ဥပဒေအရအပြစ်ရှိမရှိစုံစမ်းတင်ကြောင်းတောင်းဆိုမှုတွေထွက်ပေါ်လာတာပါ မတ်လ28ရက်နေ့မှာတော့ Republican Party အမတ် Roger Wiss ကနဲ့ Democratic Party အမတ် Jack Reed တို့ဟာပင်တဂွန်စစ်ဌာနချုပ်ရဲ့စောင့်ကြည့်ရေးအဖွဲ့ရေးစီစာရေးသားပြီးလိုအပ်တဲ့စုံစမ်းမှုတွေလှုပ်ဆောင်ဖို့တိုက်တွန်းခဲ့ပါတယ်။အဲ့ဒီစာထဲမှာတော့ပင်တဂွန်ရဲ့အမှုစစ်အရာရှိချုပ်အနေနဲ့ဖြစ်စဉ်ရဲ့အချက်အလက်တွေတည်ရောက်မှုတွေကိုသေချာစစ်ဆေးလေ့လာပေးဖို့တောင်းဆိုထားတာပါ။အထူးသဖြင့်ထိတ်တန့်လျှို့ဝှက်အဆင့်အကြောင်းအရာတွေကိုမလျော်ကန်တဲ့နေရာမှာဆွေးနွေးပြီးဝေမျှခဲ့သလားဆိုတာကို အစွဲကင်းကင်းစစ်ဆေးပေးဖို့အဲ့ဒီအမတ်တွေကပြောပါတယ်ဝက်စကာကအခုလိုမျိုးအရန်ထိလွယ်လျှောက်လွယ်ဖြစ်နိုင်တဲ့ကိစ္စတွေကိုတရားဝင်မဟုတ်တဲ့လုံခြုံရေးအာမခံချက်မရှိတဲ့နေရာတစ်ခုမှာဆွေးနွေးခဲ့တယ်ဆိုတဲ့အချက်ကနားလည်ပေးဖို့ခက်ကြောင်းပြောဆိုထားတဲ့အကြောင်းအရာတွေကိုကြည့်ရင်ထိတ်တန့်လျှို့ဝှက်အဆင့်လို့သူ့အနေနဲ့တေချာပေါက်သတ်မှတ်မှာဖြစ်ကြောင်းမှတ်ချက်ပေးသွားပါတယ် Atlantic Magazine ရဲ့ Editor ချုပ်ကို group chat ထဲမှာထည့်မိတဲ့ American အစိုးရအမျိုးသားလုံခြုံရေးအကြံပေး Mike Walsh က အခုကိစ္စအတွက်သူ့မှာတာဝန်ရှိကြောင်းဝန်ခံခဲ့ပြီးအင်ဖြူတော်ပြန်ကြားရေးအရာရှိကလည်းအခုကိစ္စကိုအမှားတစ်ခုမဟုတ်ဘူးလို့ညင်းလို့မရကြောင်းပြောပါတယ်။အမေရိကန်ရှင်းနေချုပ်ကတော့ဒီပေါက်ကြားမှုဟာရာဇဝတ်ကြောင်းဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေအထိခံရနိုင်ခြေရှိတယ်လို့မှတ်ချက်ပေးသွားပါတယ်ရှင်။ရိုဟင်ဂျာတွေအတွက်ဒေါ်လာ83သန်းထောက်ပံ့သွားမှာဖြစ်တယ်လို့ American အစိုးရကအတည်ပြုကြေညာခဲ့ပါတယ်။သမ္မတဒေါ်နယ်ထရမ့်ရဲ့ American အစိုးရဟာ နိုင်ငံတကာထောက်ပံ့ရေးရန်ပုံငွေအများအပြားကိုဖျက်တောက်လျှော့ချနေပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ဒေါ်လာ83တန်ပေးအပ်သွားမယ်ဆိုတာကိုမတ်လ29ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အခက်အခဲမျိုးစုံနဲ့ရုန်းကန်နေရတဲ့နိုင်ငံမဲ့ရိုဟင်ဂျာမျိုးနွယ်စုတွေအတွက်နိုင်ငံတကာအထောက်အပံ့ဖျက်တောက်ကြံရမှုတွေကအခြေအနေပိုဆိုးသွားစေနိုင်ကြောင်းဝေဖန်ထောက်ပြမှုတွေရှိနေချိန်မှာအမေရိကန်နိုင်ငံသားကြီးဝန်ကြီးဌာနကအခုဆုံးဖြတ်ချက်ကိုအသိပေးလာခဲ့တာပါ။ လူဦးရေတသန်းလောက်ရှိတဲ့ရိုဟင်ဂျာတွေအတွက်အရေးတကြီးလိုအပ်တဲ့အစားအသောက်ရိတ်ခါနဲ့အာဟာရအထောက်အပံ့အကူအညီပေးဖို့ဒေါ်လာ83သန်းကိုကုလသမဂ္ဂလက်အောက်ခံစားနပ်ရိတ်ခါထောက်ပံ့ရေးအေဂျင်စီဖြစ်တဲ့ကမ္ဘာစားနပ်ရိတ်ခါအဖွဲ့ WFPC ကနေပေးပို့သွားမှာဖြစ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိကလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားပါတယ်။လူအသက်တွေကိုကဲတင်နိုင်မဲ့အခုလိုအထောက်အပံ့ကိစ္စမျိုးတွေမှာ American အပြင်နိုင်ငံတကာလက်တွဲဖော်တွေကပါ ဝန်ထုပ်ဝန်ပိုးကိုမျှယူပေးဖို့အရေးကြီးတယ်လို့လည်းသူကဆိုပါတယ်။အစင်အလာရတော့ American ဟာရိုဟင်ဂျာတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေအများဆုံးထောက်ပံ့နေတဲ့အလူရှင်နိုင်ငံဖြစ်ခဲ့ပါတယ်။2010ခုမှာမြန်မာစစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့်ဘင်္ဂလားဒေ့ရှ်ကိုရိုဟင်ဂျာတွေအလုံးအရင်ထွက်ပြေးခိုလုံခဲ့ကြခြင်းတွေကလည်းအမေရိကန်ဟာဒေါ်လာ1.4ဘီလီယံလောက်ထိထောက်ပံ့ကူညီပေးထားပြီးဖြစ်ပါရဲ့ရှင်။ People's Spring ကနေနိုင်ငံတကာသတင်းဖြစ်ရတဲ့ချို့တင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်။